အာမင်ဆိုတော့ကျွန်တော်တို့ဒီသဘာဝကျမ်းအခန်းကြီးတဲ့အခန်းကတက္ကနေစပြီးတော့သဘာဝကျမ်းအခန်းကြီးနဲ့အခန်းကြီးတုံးသည်ဘယ်လိုပါလဲပြရအောင်ဆိုတော့ဘုရားရှင်ရဲ့အပြန်စီတော့ဘာရှိလဲဆိုတော့ကျွန်တော်တို့ကတိကျတိဖြစ်တယ်အခုသဘာဝကျမ်းအခန်းကြီးနဲ့အခန်းငယ်၄ကနေစပြီးတော့အဆုံးထိကတော့ ဘာကိုပြုရမလဲဆိုတော့ဘုရားသခင်ရဲ့အကြံရှိတော့ပြည်စုံဖို့အတွက်လုပ်ငန်းစဉ်လေးတွေကိုချမှတ်ထားတဲ့အကြောင်းအရာကိုပြုရတယ်။ဇပ္ပမဆိုလုပ်ငန်းစဉ်ကပါလေဆိုတော့ကိုကျွန်တော်ညီညာကသုံးဆောင်ကြတယ်တဲ့။အဲတော့တော့သူကပရမတ္တတစ်ချက်နဲ့ညွှန်းပြတာကဒီရဲ့နောက်ခံကိုရင်ပေါ်ပြတဲ့အခါမှာတော့ကောင်းကင်ကိုဖန်ဆင်းပြီးမြဲကောင်းကင်ကမုံမြွာတည်ဖို့ ြေကြီးကိုဖန်ဆင်းပေမဲ့မြေကြီးမှာလူမရှိသေးဘူး။အဲမြေကြီးတောင်ရောင်လေးမှာမြေပေါ်ထွက်ခဲ့စေတဲ့လေကအပြင်အသက်မရှိသေးဘူး။မြေကြီးမှာပါပဲရှိသေးတယ်ဆိုတော့အခိုးအငွေပဲရှိသေးတယ်။အဲ့ဒီအခိုးအငွေကညီမျက်တာမျက်နှာပြင်လုံးကိုစူစီတယ်ဆိုပြီးတော့ဘာဥချာခံပြင်းနဲ့တော့ခန်းရဲ့6မှာပေါ်ပြတာချင်းဖြစ်တယ်။ဒါဆိုရင်တော့အဓိကတော့ဒီ ခုနကဘုရားသခင်ရဲ့အကြံစီတော်ဘုရားသခင်ရဲ့အလိုတော်ဘုရားသခင်မှာအလိုဆန္ဒရှိအဲ့တော့ဘုရားသခင်ရဲ့အလိုဆန္ဒကဘာလဲကျွန်တော်တို့အရှိမတော်စာတန်ခဲ့တဲ့ဘောကြံခန်းကြီးတစ်သက်ပါတော့ပေါ်ပြခဲ့တဲ့အကြောင်းအရာကဘုရားကိုချီးရှာဖို့ဖြစ်ပါတယ်။ဒါပေမဲ့ကဘုရားရဲ့အုပ်စိုးလော့ဆိုတဲ့ဘုရားမိထားတဲ့မိတော်ကိုအဲ့ဒီအခွင့်အာဏာကိုလေ့ကျင့်လို့ဆောင်ဖို့အတွက် တောင်းထားတဲ့လူတွေကိုပေါ်ထွက်လာဖို့ပြည့်ပြည့်ပါတယ်ဆိုတာကိုဖွင့်ပြခံရတယ်တော့အခုအခန်းကြီးနဲ့အခန်းငယ်၄ငါးကိုစပြီးတော့တော့ဒီနောက်ဆုံးတိကဘာလို့တွေ့ရလဲဆိုတော့အရာရဲ့အကျံစီပြီးမြောက်ဖို့တော့ယူဆောင်ရမယ့်နိလန်းလုပ်ငန်းစဉ်ခုနပြောတဲ့မတမ်းမညာလေးဖြစ်ပါတယ်ဆိုတော့နံပါတ်၁ဖျားရဲ့အကျံစီ ရွယ်ချက်ကိုပြီးမြောက်စေဖို့ယူဆောင်ရမယ်နိလန်နဝတိကပါလေဆိုတော့တော့အသက်ဘုရားဆရာအသက်ကိုယူဆောင်ဖို့ရတယ်ဟုတ်ပါ and go no passing hands ba တော့ဒီကနေ့ passing ရှင်ဘုရားကိုထင်ရှားဖို့အထူးသဖြင့်ဘုရားကိုပူဇော်ပြုဖို့ဘုရားရဲ့အခွင့်အာဏာကိုယူဖို့တိုင်းလက်တွေ့စိတ်တော်ဘုကတော့အကြီးကြီးဆုံးအရာကပါလေဆိုတော့အသက်ကိုပါတဲ့ transition အသက်ဖြစ်ပါဘူး။ transition အသက်မဟုတ် transition အသက်ကိုလူလာဖြစ်တယ်။ဒါကြောင့်မလို့အသက်ပင်ကိုပေါ်ပြထားခြင်းဖြစ်ပါဘူး။နော်အဲ့ဒီနောက်ပိုင်းနောက်ထပ်ဒီနောက်စင်မှာအသက်ပင်ကိုပေါ်ပြထားခြင်းဖြစ်တယ်။ဒါဆိုရင်နော်ဖခင်ကသူ့ရဲ့နာမတော်ကိုထင်ရှားတဲ့အခါမှာပရမသောအီလိုဟင်ဆိုပြီးတော့ပုဂ္ဂိုလ်သူထင်ရှားတာက transition ပြားလို့အဓိပ္ပာယ်ရတယ်။ဘောကြံတဲ့ခန့်ရတဲ့မှာညာခင်ဟာ ကောင်းတဲ့ဘုရားတခင်အကောင်းကြီးများတဲ့ညီကြီးကိုဖန်ဆင်းတယ်လို့ပြောတဲ့အဲ့ဒီဘုရားတခင်ဆိုတဲ့နာမတော်က Elohim ဆိုတဲ့ position ဘုရားရဲ့နာမတော်ပဲဖြစ်ပါဘူး။အဲ့တော့ဘုရားတခင်က Elohim အနေနဲ့သူ့ရဲ့နာမတော်ရာနံပါတ်၄ဘာလို့ဖန်ဆင်းတယ်ဆိုတော့ကောင်းကြီးများကိုဖန်ဆင်းတယ်။နံပါတ်၄ဘာလို့ဖန်ဆင်းတယ်ညီကြီးကိုဖန်ဆင်းခြင်းဖြစ်ပါတယ်။ဒါပေမဲ့နော်အဲ့ဒီနောက်မှာဘာကြက်ဖြစ်ခြင်းမှာ အဲ့ဒီကြီးဟာစိတ္တတမရှိပဲလွတ်တက်လာတာဖြစ်သွားတယ်။အဲ့ဒီကြီးဟာမောင်မတ်ဖြစ်သွားတယ်။အဲ့ဒီကြီးဟာရေပြက်နဲ့ရေဖုံးသွားသွားတယ်။စီရင်ချင်းခံရတဲ့ကဘာကိုတွေ့ရတယ်။ဒါကြောင့်ကဘာကိုကြံ့ခန့်တိတ်ကနေ၃။အဆောရီကဘာကိုကြံ့ခန့်တိတ်အငယ်၃ကနေစပြီးတော့ယူယူနေတဲ့မြေကြီးကိုဘုရားကပြန်လဲပြီးတော့ recreational ပြန်လဲပြီးတော့ဝန်မှန်။အောင်မြေကြီးကို ပြန်လည်ပြီးတော့မုံမှပြုပြင်ဖန်ဆင်းတယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့ဖျားရဲ့အဖန်ပြန်ဖန်ဆင်းခြင်းမှာကြတော့အဓိကနောင်ကြီးကြီးကိုအရင်ဖန်ဆင်းပြီးပါနောက်ကောင်းကင်နဲ့ဆိုင်တဲ့ကောင်းကင်ကျဲတဲ့နေနာလေးကိုပြန်ပြီးတော့ဆက်ပြီးတော့ဖန်ဆင်းတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့တော့ဒီမှာကြည့်တဲ့အခါမှာဖျားကသူ့ရဲ့နာမည်ကိုဘယ်လိုမျက်ခေါ်ထားလဲဆိုတော့အဓိက ယေဟောဝါဆိုပြီးတော့သူမိတ်ဆက်ထားတယ်။သာဝရဘုရားယေဟောဝါသာဝရဘုရားဆိုတာကယေဟောဝါဆိုတဲ့နာမကငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်ဆိုတဲ့အရှင်ဖြစ်ပါတယ်။အဲ့တော့ဒီနာမတော့ကြတော့ယေဟောဝါဆိုတဲ့နာမကဘာမှမဆိုလို့လေဆိုတော့တော့သူတို့ဖြစ်ဒီလူနဲ့ဆက်တွေ့ဖို့လူနဲ့ relationship တည်ဆောက်ဖို့အတွက်တော့သက်ဆောင်ပါသူရဲ့နာမည်ကိုပေါ်ပြတဲ့နာမတော့ဖြစ်ပါတယ် ယေဟောဝါဆိုတဲ့အဓိပ္ပာယ်ကမိမိဘာသာပြည်တော်အရှင်ဖြစ်တဲ့အတိတ်ကာလကလည်းရှိခဲ့တယ်အခုပစ္စုပန်မှာလည်းရှိနေတယ်အနာဂတ်မှာလည်းထာဝရပြီးရှိနေမယ်ထာဝရရှင်ဘုရားသခင်လို့အဓိပ္ပာယ်ရတယ်ဒါကြောင့်မလို့ယေဟောဝါဆိုတဲ့နာမည်ကိုဆရာကြီးကတည်းကထာဝရရှင်ဘုရားသခင်လို့ဘာသာပြန်ပါတယ်ထာဝရဒီကဲဘုရားကိုယေဟောဝါဘုရားလို့ခေါ်ပါတယ်ဆိုတော့ဘုရားရဲ့တာမာရှိတယ် ဥပမာဖျားတာကဲ့တင်တဲ့နာမလို့ပြောရင်သခင်ယေရှုနာမဖြစ်တယ်ယေရှုယေရှုအစရာကကဲ့တင်ရှင်လို့ဒီပြရစတယ်ဖျားရဲ့နာမတော်ဆိုတယ်လို့တော့လေ့လာလို့ရှိရင်သူရဲ့နာမည်နဲ့သူရဲ့အတိတ်တွေကိုထင်ရှားစေတာဖြစ်ပါအဲ့တော့တော့ကမ္ဘာဥစ္စာအတိအငယ်၅ရောက်တဲ့အခါမှာတော့အဓိကဘုရားအလုပ်ကိုပူပေါင်းလို့ဆောင်ဖို့လူရှိသေးတယ်။ယေကြည်ပါလူရှိသေးတယ်။ လေရှိပေမဲ့အပြင်အသက်မရှိသေးဘူးလေ။ဆိုတော့အဲ့ဒီအတိတ်တွေကပါလဲဆိုတော့မိုးရွာချင်းတဲ့ဆိုင်တဲ့အကြောင်းအရာကိုအဲ့ဒီမှာတစ်ချက်ပေါ်ပြ။မိုးမရွာသေးဘူးအချိန်တော့ကမြေပြက်တာပြက်တဲ့ပြင်လုံးကတော့ဆူဆွခြင်းရှိတယ်။မြေပြက်တာပြင်လုံးဆူဆွခြင်းရှိတယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့အတိတ်ကတော့မိုးရွာတယ်ဆိုတဲ့အတိတ်တွေကတော့တနည်းအားဖြင့်မြေပုတ်မြေပုတ်ကနေဒီလိုတော့လူစုလာမြေပုတ်ကနေဖြစ်တဲ့အခါမှာမြေပုတ်က လူရဲ့ဇာတိတဘောတဘာဝမိုးဆိုတာကြတော့ညီမို့ကိုအဲ့ဒီမိုးကညီရှိမှရွာလာတဲ့အခါမှာဒီညီကနေအသက်ရှင်ခြင်းဖြစ်လာတယ်အဲ့တော့လူကလည်းညီမို့ဖြစ်ရှိနေတဲ့လူကမိုးရွာခြင်းကအသက်ဆိုင်ရာဝိညာဉ်တော်ရဲ့ရွာတော့ခြင်းကိုအဲ့ဒီလူဟာခံစားပြီးတော့တော့လူတွေကနေအသက်ရှင်ခြင်းထွက်လာဖို့ရန်အတွက်ပြန်ရွှေ့ခြင်းရှိပါတယ်အဲ့တော့ သဘောဉာဏ်ခန်းကြီးသိခွန်ရောက်တဲ့အခါမှာတော့ကျွန်တော်တို့အားလုံးနော်အလွတ်ရတဲ့ကြံပိုက်ဖြစ်ပါထို့နောက်သာရရှိပြရခင်ဟာယေဘုခန်းနဲ့ယူကိုပြုလုပ်ပြီးတဲ့အခါမှာဒီရဲ့နှခေါင်းထဲမှာနော်အသက်လင်းဆိုတဲ့ဇီဝအသက်ကိုပုံပြတဲ့အခါမှာလူဟာအသက်ရှင်သောတ ত্ত্ব ဝါဖြစ်လာတယ်လို့ပြောထားတယ်အသက်ရှင်သောတ ত্ত্ব ဝါဆိုတာက man became living soul နော် living soul ဆိုတာကအသက်ရှင်သောစိတ်တည်းတဲ့ ဆိုတော့တော့ကျွန်တော်တို့လူနော်တနည်းအားဖြင့်နော်လူမှာ spirit soul body အဲ့ဒီလိုရှိတယ်။ဘုညင်စိတ်ခန္ဓာအဲ့ဒီလိုရှိတယ်။ဆိုတော့ဒီမှာကြည့်ရတဲ့အခါမှာသူတို့ကမြေမုတ်ကနေပြီးတော့နော်မြေမုတ်ကနေကိုလုတ်တယ်ဆိုတဲ့အိဗေကမြေမုတ်ဆိုတဲ့အိဗေကအပြည့်ရဲလို့နော်သူကဘယ်လိုခေါ်လဲဆိုတော့အတ္တနာလို့ခေါ်ပါလေ။နော်ပြီးရင်အတ္တလေးကိုပုတ်သွင်းတယ် နော်ဆရာကြီးကတန်ခါတော့ဇီဝအသက်ကိုမုတ်တွင်းတယ်လို့ပြောပြမှာအသက်လေးအသက်လေးကိုမုတ်တွင်းတဲ့ချင်းကဖြည့်ပြဲလို့ပါလဲဆိုတော့ neshma လို့ခေါ်တယ် neshma ဆိုတဲ့အဓိပ္ပာယ်ကတုတ်တန်ချမ်းခန်းကြီး20 20ခုပြောထားလဲလူရဲ့ဝိညာဉ်ကိုပေါ်ပြထားလူဝိညာဉ်ကြီးဘုရားယာဝေထာဝရဘုရားเนาะမိခွက်ဖြစ်တယ်လို့ပြောထား ဇမီးခွက်ထဲမှာစီရှိဖို့လို့ဇလူရဲ့ဝိညာဉ်ထဲမှာဝိညာဉ်တော်ဘုရားကိုလက်ခံဖို့လိုချင်ဖြစ်တယ်။အဲတော့နော်လူရဲ့ဝိညာဉ်ဟာသာဝရဘုရားရဲ့မီးခွက်ဖြစ်တယ်လို့ပြောတဲ့အခါနော်တတိယအဖြစ်နော်ဒီအသက်လေးကိုနော်လူရဲ့ဉာဏ်မဟုတ်အာရမန်ဆိုတဲ့ဉာဏ်မဟုတ်ခန္ဓာကိုယ်ထဲမှာမုတ်တွင်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့လူကြီးဝိညာဉ်ဆိုတဲ့ညာဝိသာဝရဘုရားရဲ့မီးခွက်ဖြစ်လာခြင်းဖြစ်တယ်။ အဲ့တော့ကြောင့်မလို့နော်လူဤဝိညာဉ်လူသားဝိညာဉ်နော်ဖြစ်လာခြင်းကိုဆိုလိုတယ်လူလူရဲ့လူသားဝိညာဉ်လူရဲ့ဝိညာဉ်ဆိုတာနော်သူကဘုရားသခင်ပေးထားတဲ့ကောင်းချီးမင်္ဂလာကဘာလဲဆိုတော့နံပါတ်1လူရဲ့ဝိညာဉ်ဆိုတာဘုရားသခင်ဆက်သွယ်ဖို့လိုတာဖြစ်ပါတယ်နံပါတ်2လူရဲ့ဝိညာဉ်ဆိုတာဘုရားသခင်ကိုလက်ခံဖို့လိုတာဖြစ်ပါတယ်နံပါတ်3လူရဲ့ဝိညာဉ်ဆိုတာ ဘုရားကိုယ်တော်တိုင်ကဘာလို့ပြောလဲဆိုတော့ထဲ့ဝင်ခံဖို့ပြဖြစ်ပါဘုရားကိုယ်တိုင်လာနေလို့ရတယ်နေရဖြစ်ပါဘာနဲ့ဒီလဲဆိုတော့လက်အိတ်မှာလက်ဝင်နေနေလို့ရတယ်လို့ပဲလူရဲ့ဝိညာဉ်ကလက်အိတ်ဆိုရင်ဘုရားကလက်အနေနဲ့လူရဲ့လက်အိတ်ထဲမှာလာနေတယ်လူရဲ့ဝိညာဉ်ထဲမှာဘုရားကိုယ်တိုင်လာနေရှင်းကိုဆလုပ်ခြင်းဖြစ်ပါဒါကြောင့်နော်ဥပမာဒီမှာဒီကြအိတ်ရှိဒီကြအိတ်ဟာဘာအတွက်လဲဒီကြထက်ဖို့ဖြစ်ပါ ဟာလူရဲ့ဝိညာဉ်ဟာဘာကိုထည့်ဖို့လဲဘုရားကိုထည့်ဖို့ပြည့်စုံတယ်။ဒါကြောင့်မလို့လူရဲ့ဝိညာဉ်ဘုရားဖန်ဆင်းထားခြင်းကဘုရားကသူ့ကိုထည့်ဖို့ပြည့်ရတယ်ဖြစ်ပါတယ်။နံပါတ်၄ကလူရဲ့ဝိညာဉ်ကဘာအတွက်လဲဆိုတော့လူဟာဘုရားကိုအသက်ဖြစ်တော်လကောင်းအရာအားလို့ဖြစ်တော်လကောင်းတောင်းစီသွားဖို့ရတယ်ဖြစ်ပါတယ်။လူရဲ့ဖြစ်ခြင်းတစ်ခုလုံးဟာဘုရားရဲ့အသက်နဲ့ပဲ ဖြစ်သွားတဲ့အရာကိုဆွလို့တာဖြစ်ပါနောက်နောက်တစ်ခုနံပါတ်၅တစ်ခုကဒီရခွင့်ညက်ဆိုတာအရာကိုကိုယ်ခွေတို့ဖြစ်ပါကိုယ်ခွေတော့သူဟာဝိညာဉ်နဲ့၎င်းဟုတ်မှချင်းတဲ့တစ္ဆာဆိုတဲ့တမာတရားအထုဆိုတဲ့တမာတရားဟုတ်မှချင်းတစ္ဆာနဲ့ကိုယ်ခွေရခြင်းဖြစ်ပါနောက်ဆိုတော့ဘုရားကနဝိညာဉ်ဖျားဖြစ်တယ်နဝိညာဉ်ဖျားကိုကိုယ်ခွေကို ဘာလို့လဲဆိုတော့ဒီမှာဝိညာဉ်လို့ဝိညာဉ်နဲ့ကတခြားစတဲ့အမတရားဟုတ်မှန်သစ္စာနဲ့ကိုယ်ပြရတယ်လို့ပြောဒါဆိုရင်လူရဲ့ဝိညာဉ်ဟာဖျားကိုကိုယ်ပြဖို့ဖြစ်ပါနောက်ထပ်တစ်ခုလူရဲ့ဝိညာဉ်ဆိုတာဖျားအာဖြစ်အတိတ်ဝိမာကြီးခံဖို့ရတယ်ဖြစ်ပါဆိုတော့နံပါတ်9တခုကြတော့လူရဲ့ဝိညာဉ်ဟာဖျားရဲ့ဝိညာဉ်နဲ့ one spirit ဆိုတဲ့တလုံးတစ်ဘဝနဲ့ပေါင်းစည်း ဆက်ရွယ်ဖို့ရတယ်ဖြစ်ပါလေ။ဒါကြောင့်တော့လူမျိုးဝိညာဉ်တွေကောင်းကြီးအဖြစ်ပြာကတော့တော့ဒီမှာကျွန်တော်ကျွန်တော်နှုတ်ထွက်ထားတာတော့ခဏချက်ကျွန်တော်ထွက်တာနော်။ဆိုတော့လူမျိုးဝိညာဉ်ဆိုတာလူမျိုးအတွင်းအင်္ဂါဖြစ်ပါလေ။ဇတိလူမျိုးဝိညာဉ်ဟာဘယ်လောက်ထိတန်ဖိုးရှိလဲ။ပြန်ပြောမယ်ဆိုရင်ဇာခိခန်းကြီးဆက်နဲ့ခန်းနဲ့ဖြစ်ပါလေ။ကောင်းကြီးများကိုဆရာမဆင်းတဲ့မြေကြီးကိုများဖန်ဆင်းတယ်လူအထက်တဲ့လူမျိုးဥညင်ကိုဖန်ဆင်းတော်မူတော့ ရာဝေထာဝရဘုရား။ဒါဆိုရင်ကောင်းငင်များဟာမြေကြီးအဖို့ဖြစ်တယ်။မြေကြီးဟာလူဖို့တက်ရှင်ဖို့အတွက်ဖြစ်တယ်။လူကြတော့ဘုရားဖို့ဖြစ်ပါတယ်။ဘုရားအတွက်ဘုရားကဖန်ဆင်းထားတာဖြစ်ပါတယ်။အဲတော့တော့ဘုရားကဖန်ဆင်းတဲ့အခါကောင်းငင်များမြေကြီးလူဥညင်ဆိုတာကလူရဲ့ဥညင်ဟာတော့ကောင်းငင်များတော့မြေကြီးတွေနဲ့တော့အကြီးပါမှုဟာတော့အတန်သေးပဲတည်းဆိုတော့နားလည်ဖို့ အဲ့ဒီမှာကဘာဦးကျန်ခန်းကြီးနှစ်ခွန်ထဲမှာပါပေါ်ပြထားတယ်ဆိုတော့အဲ့ဒီကဘာဦးကျန်ခန်းကြီးနှစ်ခွန်ထဲမှာရှိရဲ့လူရဲ့နှာခေါင်းထဲမှာမှုတ်တွင်ခဲ့တဲ့အသက်လေးဆိုတဲ့ဒီကအသက်ဟာဖျားဆိုင်ရာထားလားအသက်မဟုတ်ပြပါဘူး။ဖျားရဲ့ဝိညာဉ်တော်လည်းမဟုတ်ပြပါဘူး။ဆိုတော့ပရမဇုံဖန်ဆင်းခံရတဲ့လူဟာအင်မတန်မှကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့အထက်မှာမရှိသေးဘူးလေဆိုတော့ ဖခင်ဆရာအတက်လည်းရှိသေးတယ်လို့ဖခင်ရဲ့ဝိညာဉ်တော်လည်းရှိသေးပါဘူး။နော်ဒါကြောင့်ယနေ့သူဟာအတက်ပင်ကိုရွေးချယ်ပေးတယ်။ကောင်းကောင်းထူးခြားပေးတဲ့သူကိုရွေးချယ်ပြီးတဲ့နောက်ပိုင်းကနေစပြီးတော့လူထဲမှာပြောင်းနေတယ်လို့ညာ။ဒါကြောင့်လို့အာရန်ချက်ဆင်းပြီးတဲ့အချိန်ကနေစပြီးတော့အိုးတခိယေရှုတေခြင်းကနေပြန်ရှင်လာတဲ့အထိနိဗ္ဗာန်လေးထောင်နိဗ္ဗာန်လေးထောင်ပါလူထဲမှာဖျောင်းနေတယ်လို့ ဝင်နေခွင့်မရှိခဲ့ဘူး။ဒီအချိန်ကနေစပြီးတော့ဘုရားကလူထဲမှာဝင်နေလို့ရသွားတယ်ဆိုတော့နော်သခင်ယေရှုတည်ခြင်းကနေပြန်ရှင်လာတဲ့နေ့မှာသူ့ရဲ့တပည့်တော်တွေကိုထူးဆိုပြီးတော့ပုတ်ပြီးတော့ထိုဝိညာဉ်တော်ကိုခံပါသက်ရှင်တော်ဝိညာဉ်တော်ကိုခံရပါလို့မုတ်တွေ့တဲ့အချိန်ကနေစပြီးတော့လူထဲမှာဘုရားဝင်နေလို့ရမှာဖြစ်တယ်ပါ။အကြောင်းလို့ အာရတ္တစင်နာကနေဟိုးတခင်ယေရှုတည်ခြင်းနဲ့ပြန်ရှင်တဲ့အထိတော့အဲ့ဒီအတော်တွင်မှာလူထဲမှာဖခင်ရဲ့ဝိညာဉ်တော်တော့မရှိသေးဘူးဆိုတာကိုနားလည်ဖို့ဒီလူအပေါ်မှာတော့တုံလောင်းတယ်အေလိယားတို့ပေါ်မှာလာတုံလောင်းဒါပေမဲ့တုံလောင်းပြီးတဲ့အခါမှာပါလဲကျန်ရုပ်သွားတယ်ကျန်တက်ကြောက်ဓမ္မဟောင်းမှာရှိတဲ့တန်ရှင်းသူတွေဓမ္မဟောင်းမှာရှိတဲ့ဝိညာဉ်တည်ငောင်းတွေပေါ်မှာဝိညာဉ်တော်တုံလောင်းခြင်းရှိခဲ့ပါတယ် ဒါပေမဲ့သူတို့အထဲမှာဝိညာဉ်တော်ကိန်းဝတ်ခြင်းရှိကိန်းဝတ်တဲ့ဝိညာဉ်တော်ဆိုတာကခရစ်တော်နေခြင်းကနေပြန်ရှင်လာပြီးတဲ့အချိန်ကမှ Now the Lord is the Spirit ဆိုတဲ့တခင်တရားဟာဝိညာဉ်တော်ဖြစ်သွားတဲ့အခါကျမှအဲ့ဒီဝိညာဉ်တော်ခံယူပါဆိုတဲ့အချိန်ကနေစပြီးတော့ယနေ့ကျွန်တော်တို့ခေတ်ဒီကြည့်စတော့နှစ်နှစ်ရနှစ်နှစ်ချောင်းအားဝိညာဉ်တော်ကိုကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာခံယူလို့ထက်ဝင်လို့ရပါတဲ့အချိန်ဖြစ်ပါတယ် အာမင်ဆိုတော့တော့ဘလူပဲဖြစ်ဖြစ်တော့လူသားရဲ့ဥညာဟာတော့အခုဘယ်လိုဖြစ်လာလဲဆိုတာကိုဘယ်လိုစဖြစ်လာလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ဒီကွာတော့စာပေါင်းကြတာဖြစ်ပါတယ်ဆိုတော့ဘုရားရဲ့အသက်လေးကနေပြီးတော့ထွက်ပေါ်လာတဲ့အကြောင်းအရာဖြစ်တယ်ဆိုတာကိုကြည့်ရဒါကြောင့်မလို့ဘုရားရဲ့ဥညာတော်နဲ့လူသားရဲ့ဥညာဟာအလိုမိမိကကရှိတယ်ဆိုတာကိုကြည့်ရဒါဆိုတော့ကြည့်ရအောင်လူရဲ့ဥညာနဲ့ကျွန်တော်တို့ယဉ်ကျေးတယ် လူကိုဖန်ဆင်းတဲ့အခါမှာဝိညာဉ်စိတ်ခန္ဓာအတိုင်းရှိတယ်ဆိုတော့ဒီရဲ့ဝိညာဉ်ကိုကြည့်တာအဲ့တော့တော့ဒီရဲ့ဝိညာဉ်ကိုကြည့်တဲ့အခါမှာမရှိတဲ့ဆိုတော့အပိုင်း၃ပိုင်းရှိပါတော့နံပါတ်၁ကခေါင်းယုတ်ဆိုတဲ့တဟာရရှိတယ်နံပါတ်၂က intuition ဆိုတဲ့နာတိဓမ္မအာယုံလို့ခေါ်အလိုလိုသိချင်လို့တဲ့နံပါတ်၃က conscious ဆိုတဲ့ဩတာပရှိတယ် ဲ့တော့ဒီကဒီဒီလူပြဝိညာဉ်ထဲမှာရှိရပိုင်းတော့ပိုင်းလို့ကျွန်တော်နိုင်ငံရှင်းပြတယ်ခေါင်းယူဆိုတဲ့တဟာရဆိုတာဘာလုပ်ဖို့လဲဆိုတော့ဖျားကိုဆက်တွေ့ဖို့တတိယမြင်ဖျားကိုကိုယ်ပဲကိုဖြစ်ပါနောက်တစ်ခုဖျားလည်းယင်းပြီးကျွမ်းဝင်စွာပိတ်ခါရဖွဲ့ဖို့ရတယ်ဖြစ်ပါအဲ့တော့ယုံကြည်သူရဲ့ဝိညာဉ်ထဲမှာဖျားရဲ့ဝိညာဉ်တော်လာနေတဲ့အခါဒီယုံကြည်သူရဲ့ဝိညာဉ်ဟာအတိတ်ဝိပါခံရတဲ့ဝိညာဉ်ဖြစ်သွားတဲ့အခါမှာ ဖျားနဲ့ပြန်ပြီးတော့ဆက်တွေ့လို့တော့ရချင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။အဲတော့တော့တရှင်တော်ဝိညာဉ်တော်ကလံဝိပပီးတဲ့အခါမှာတရှင်တော်ဝိညာဉ်တော်ကိုယ်တိုင်လာပြီးတော့ဝိညာဉ်ထဲနေတော့လူရဲ့ဝိညာဉ်ဟာအချိန်ပြည့်ဖျားနဲ့ဒီတဟာယဆိုတဲ့လူရဲ့ဝိညာဉ်ဟာဖျားနဲ့အချိန်ပြည့်ဆက်တွေ့လို့ရပါတယ်။အဲတော့တော့ပေါ်လူကလို့ပြောထားလဲဆိုတော့သူဖြစ်တဲ့အရာအလုံးပါတဲ့နော်ခရစ်တော်ပဲဖြစ်တယ်။ ူဖြစ်သည်မြသူရှိသည်မြသူပြုသည်မြလားအရာအလုံးဟာခရစ်တော်ပဲရှိတယ်ခရစ်တော်ပဲလုပ်တယ်ခရစ်တော်ပဲဖြစ်နေတယ်လို့သူကပြောတာဖြစ်တယ်ခရစ်တော်အတွက်တုတ်တာမဟုတ်နော်သူရဲ့အတ္တကနေခရစ်တော်ကိုယ်တိုင်လုပ်တယ်ခရစ်တော်ကိုယ်တိုင်ရှိရဲ့ခရစ်တော်ကိုယ်တိုင်ဖြစ်နေတာလို့ဆိုတာဖြစ်တယ်အဲ့ဒါကဒီတဟာယအဲ့မှာရှိရဲ့ကန္နာမှာရှိရဲ့အကြောင်းအရာဖြစ်တယ်ဒါကဘောလူဟာဘယ်ကနေလုပ်လဲဆိုသူရဲ့ဝိညာဉ်တိုင်းလုပ်ချင်တယ် ပြီးတော့ဝိညာဉ်ထဲကလည်းဝိညာဉ်တော့လှုပ်လှုပ်ခြင်းကိုဆွလှုပ်ခြင်းတည်းဆိုတော့ impact transition မှာဆိုရင်တော့ဘာပေါ်ပြထားလဲဆိုတော့အချိန်တိုင်းဝိညာဉ်တိုင်းစုတောင်းတယ်လို့ပေါ်ပြထားကျွန်တော်ကျွန်တော်တို့စုတောင်းတဲ့အခါမှာလည်းကျွန်တော်တို့အဓိကထားအသုံးပြုရမယ့်အရာကကျွန်တော်တို့ဝိညာဉ်၌စတာဒီ compute ဆိုတဲ့တရားရဖျားနဲ့အချိန်ပြည့်စက်ပြည့်လို့ရတဲ့တရားရကိုဆိုလို့ချက်ဖြစ်ပါနောက်တစ်ခုတော့ကျွန်တော်တို့ခုနကကိုယ်ွယ်တဲ့အခါမှာဝိညာဉ်နဲ့လည်းကောင်းကိုယ်ွယ်ပါလို့ပြောတဲ့အခါ in spirit ကျွန်တော်တို့ရဲ့ဝိညာဉ်၌ဆိုတာဒီပုဂ္ဂနာကဝိညာဉ်ထဲမှာရှိတဲ့တဟာယပိုင်းလေးနဲ့ကျွန်တော်တို့ဟာဖရာကိုအချိန်ပြေကိုပြေဖို့ဖြစ်ပါလေဆိုတာကိုတွေ့ရနောက်ထပ်ဝိညာဉ်ထဲမှာရှိတဲ့အကြောင်းအရာတော့ခုက intuition ဆိုတဲ့ဉာဏ်တိအလိုလိုသူချင်းဆိုတဲ့အရာအဲ့ဒီအရာကတော့တော့ဖရာကိုဓာတ်ရိုက်ခံစားလို့ရဖရာကိုဓာတ်ရိုက်ကြွလို့ရတော့ဖရာကိုအလိုလိုကြီးချင်းကိုဆိုလို့ ဆိုအဲ့ဒီချက်ကနေပညာလုံနေတာလားဝိညာဉ်တော်လုံနေတာလားဆိုတာသူအလိုလိုကြည့်တာဖြစ်တယ်အဲ့ဒီ intuition ကနေကြည့်တာတကယ်ရှိကအဲ့ဒီလက်ရှိနေတဲ့သူကိုငါသာတည့်ရပြည့်ကိုလွတ်ပြီးလို့ပြောလိုက်တဲ့အခါကျန်သက်တွေကအဖြစ်တယ်ဒီလူကဘယ်လဲဟောထာဝရဘုရားတပါးနဲ့ပဲလွတ်နိုင်တာမဟုတ်လား ဒီလူကအဖြစ်လုပ်ပြီးလို့ပြောရအောင်လူကပါလေ။အဲ့ဒါဖြစ်ရှိကဟာကျန်တာရဲ့စိတ်ဉာဏ်လုံးထဲမှာဘယ်လိုတွေ့တော့ဆင်ခြင်နေလဲဆိုတာကိုသူ့ရဲ့အထင်ကနေသူ့ရဲ့ဝိညာဉ်ကနေသိခဲ့တယ်ကျန်တာကအဲ့ဒီမှာကိုထားခြင်းဖြစ်တယ်သူ့ရဲ့ဝိညာဉ်ကနေသိခဲ့အခါမှာနော်သူကနေပြီးတော့ပြန်ပြီးပြောပြတယ်လက်ချင်တည်တဲ့လူကိုနေ့ရက်အိပ်ရာကိုဆောင်းသွားလို့ရင်ပြောမလားနေ့ရက်အပြစ်ကိုလွတ်ပြီးတော့ရင်ပြောမလားဆိုတာကို ါနေ့ရက်ပြည့်ကိုလုပ်ပြီးတော့ရေပြောပြီးပါနောက်မှလက်ချက်တည်တဲ့လူကိုနေ့ရက်အိယာကိုဆောင်ပြီးတော့တော်တော်ဆိုပြီးအဲ့လိုပြောချင်ပြတယ်တခင်ယေရှုရဲ့ဝိညာဉ်ထဲကနေအလိုလိုဤနေတာဖြစ်တယ်သူတို့ရဲ့အထဲမှာဘလို့စဉ်းစားနေလဲသိခေါ်နေလဲသူတို့ဘလို့ရှိနေလဲဆိုတာစက်တဲ့ကနေပြီးတော့ဒီနေ့ကျွန်တော်တို့လည်းအဲ့ဒီကျွန်တော်တို့ရဲ့ဝိညာဉ်ထဲက intuition ဆိုတဲ့နာမည်အပိုင်းနဲ့ကျွန်တော်တို့ကတော့ဘုရားရဲ့အလိုလိုကိုကျွန်တော်တို့ဤဖို့ရတဲ့ဖြစ်တယ် ်ရှိတာကိုနားလည်ဖို့လို့နောက်နောက်ထပ်ကြတော့နော်တမန်တော်ပေါ်လူကသူတစ်ကောထမှာပေါ်ကြတဲ့အကြောင်းအရာလူဤနဲ့လဲတော့အရာလူနိုင်ရှိတော့မိဝိညာဉ်မှာတပါအဘယ်ဒီကနီးဘုရားရဲ့ဉာဏ်ဝိညာဉ်တော်ကိုဘုရားရဲ့ဉာဏ်ဝိညာဉ်တော်ကလည်းဘုရားရဲ့နဲ့နေရကိုကြည့်တယ်လူရဲ့နဲ့နေရကိုဉာဏ်ဝိညာဉ်နော်ဆိုတော့ကျွန်တော်တို့လူရဲ့အဋ္ဌဉာဏ်ကိုကျွန်တော်တို့က philosophy ကျွန်တော်တို့ဘွဲ့တယ်ဘယ်တော့ပဲသွားယူခံယူခံယူ အဲ့ဒီအဲ့ဒီလူရဲ့စိတ်ထဲမှာရှိတဲ့အတိညာမိုင်းနဲ့ကျွန်တော်တို့ဟာထာဝရဘုရားဝိညာဉ်တော်ဘုရားကိုမသိနိုင်ဘူးဆိုတာနားလည်သလိုအခုကျွန်တော်တို့ရဲ့ဝိညာဉ်ပြောင်းအောင်ဝိညာဉ်တော်ဝင်လိုက်တာကိဟုတ်တော့ intuition ဆိုရဲအလိုလိုတိချင်းနဲ့ဆိုင်တဲ့အကြောင်းအရာနဲ့ဝိညာဉ်တော်ရဲ့အလိုလိုနဲ့သူကအလုပ်လုပ်တဲ့အခါမှာမိမိရဲ့အကြံပြမှာလိုလိုတိချင်းဖြစ်လာခြင်းဖြစ်တယ်နောက်ဆုံးအခုအနေနဲ့ conscious ဆိုရဲ all the part conscious ဆိုတဲ့ all the part အဲ့ဒီဒီဝိညာဉ်ထဲမှာလွတ်ဆောင်တဲ့အကြောင်းအရာကဘာလဲဆိုတော့ဖယားဟာဖြောင့်မှန်မှန်ကန်စီတဲ့အရာပဲအရာလဲဒါဟာဖယားနဲ့မှန်တာမမှန်တာသူအထက်ကတည်နေတယ်ဒါတို့ဖယားဆင်းရဲနေတယ်ဆိုတာသူအထက်ကနေတည်နေတယ်အဲ့ဒါကို all the part လို့ခေါ်ကျွန်တော်တို့ရဲ့အသက်သာကယ်တင်ခြင်းရအောင်ကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာဝိညာဉ်တော်ဖျားကကိန်းဝင်ပြီးတော့ကယ်တင်ခြင်းစိတ်ချမှုရပါတဲ့အခါမှာကျွန်တော်တို့ရဲ့ all the part ကပြန်ကြည့်နေပါ ဘာအဖြစ်လဲဆိုတော့နော်နံပါတ်1အတွေးတော်ရဲ့ဖြန့်စွက်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ကောင်းခြင်းအဖြစ်မဟုတ်ဘူးအဲဒါပေမဲ့အတွေးတော်ရဲ့စီကြောပေးခြင်းအပဲကျွန်တော်တို့ကိုဖြူစင်စေတယ်ဆိုတော့ကျွန်တော်တို့စီရင်ခြင်းကိုဆက်ဆက်တော့ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ထဲမှာလာပြီးတသက်တည်းခံဖြစ်ပါအဲ့တော့ဒါဟာလူရဲ့ဝိညာဉ်ရဲ့အဓိကကြီးတဲ့အပိုင်းဖြစ်ပါ။နောက်ထပ်အပိုင်းကိုကြည့်ရအောင်။လူရဲ့စိတ် soul လို့ခေါ်တယ် အဲ့ဒါလူရဲ့စိတ်ထဲမှာသူလဲအပိုင်းတော်ပိုင်းရှိပါနဝတိက mind နဝတိက emotion နဝတ္တံက will ဆိုရဲအလိုစံတာဖြစ်ပါ mind ဆိုတာကလူရဲ့အသိဉာဏ်စဉ်းစားခြင်းနော်နဝတိကလူရဲ့ emotion ဆိုတဲ့လူရဲ့ခံစားစိတ်ဖြစ်တယ်နဝတ္တံက will ဆိုတဲ့လူရဲ့အလိုစံတာဖြစ်ပါအဲ့တော့လူရဲ့စိတ်ဆိုတာကလူရဲ့ဖြစ်ခြင်းလူရဲ့ပုံကိုယ်ပဲဖြစ်ပါ နော်အဲ့တော့လူရဲ့စိတ်ဟာတိကျတဲ့ဓာတ်သဘာဝတစ်ခုအနေနဲ့ပုံသွင်းပြုလုပ်ထားတယ်ဒါဟာလူရဲ့စိတ်ဖြစ်တယ်လို့ကျွန်တော်တို့ဓာတ်သဘာဝတစ်ခုအနေနဲ့ထင်ရှားပြလို့မရဘူးပေါ်ပြလို့မရဘူးနော်သူကဘာဘယ်ကနေထွက်လာတဲ့အရာလဲဆိုတော့လူရဲ့စိတ်ဆိုတာလူရဲ့ဝိညာဉ်နဲ့လူရဲ့ဒီဓာတ်ခန္ဓာကနေအောက်ဆီဂျင်ဟာနဲ့ထွက်ပေါ်လာတဲ့အရာဖြစ်တယ်ဒါကြောင့်လူရဲ့စိတ်ထဲမှာเนาะအဲ့ဒီအပိုင်းတော့ပိုင်းမဟုတ်လားလူရဲ့စဉ်းစားခြင်း အာလူရဲ့အခံစားခြင်းလူတွေကြီးရဲ့ဝန်တဲ့ချစ်တဲ့မောင်းတဲ့ဆိုတဲ့ခံစားစိတ်ပြင်လူရဲ့အလိုဆန္ဒပဲတွားခြင်းနဲ့တွားခြင်းနဲ့ဒီတွားခြင်းနဲ့ဆိုတဲ့အရာအလုံးအားစိတ်ပိုင်းဆိုင်ရာနယ်ပယ်ကိုဆက်သွယ်ဖို့ရပဲဖြစ်ပါတယ်။နော်ဆိုတော့ဒီကနေ့ဖယားခံစားခြင်းကိုကြည့်ရတာဖယားကျွန်တော်တို့ကူးကွယ်တဲ့ဖယားကဟိုကရွာသက်သက်လာလို့ကျွန်တော်တို့ကတုံးနေတယ်အဲ့တော့တုံးပါတော့ဖယား မင်းတို့ဒါတော့အရှင်တော်ဝိညာဉ်တော်အဲတော့ဒီ၃ပါးအနေနဲ့ရှိပေမဲ့တပါးအဲ့အနေနဲ့နော်မင်းတို့ဒါတော့အရှင်တော်ဝိညာဉ်တော်နာမ၌နာမတို့၌တော့မင်းနဲ့နာမ၌၃ပါးတပြားအနေနဲ့ရှိအဲ့တော့၃ပါးတပါးအနေနဲ့ဘုရားကပေါ်ပြတယ်လူဟာလဲဝိညာဉ်စိတ်ခန္ဓာ၃ပါးရှိတယ်ဆိုတာကိုတိတဲ့ခန္ဓာ၅ခန္ဓာ23ပါးပေါ်ပြထားတယ် တော်တို့ရဲ့ဝိညာဉ်စိတ်ခန္ဓာသုံးပါးစလုံးเนาะအထူးသဖြင့်ခင်ယေရှုမထွက်လာခင်ကြီးတော့တန်ရှင်ချင်းရောက်ဖို့ရတဲ့လူရှိရပြောတဲ့အတိုင်းသုံးပါးရှိရဲ့ဒီထဲမှာသုံးပါးသဘာဘုရားကလာပြီးတော့ထည့်ဝင်ဖို့ရတယ်ဖြစ်တယ်သုံးပါးရှိတဲ့လူထဲတက်တာဖြစ်ကနေသုံးပါးသဘာဘုရားကလာပြီးတော့ဖြေရှားလို့ရဖို့ဖြေရှားလို့ရဖို့အတွက်ဒီမြေဝိညာဉ်ကိုဘာလို့ထားလဲဆိုတော့ထည့်เสียရ ခွက်ဖြစ်တော့တော့လက်ရှင်လက်ခွက်ဖြစ်တော့တော့ထက်ဆရာလက်အိတ်ထက်ဆရာဂီတာအိတ်လိုမျိုးတော့ထားပါချင်းယနေ့ကျွန်တော်တို့မြင်ဖို့ရတယ်ဖြစ်ပါတယ်တော့လူသားစာတိဖြစ်ခြင်းကနေပြီးတော့ဖျားမကန်တာထင်ရှားဖို့တော့အထူးဖြစ်တော့မြေမြေမှုန့်နဲ့ဖန်ဆင်းထားတဲ့လူထဲမှာဖျားကမျိုးစစ်တော်ဖြစ်တဲ့ခရစ်တော်က music အဖြစ်လာပြီးတော့စိုက်ပြီးတော့ခရစ်တော်ဆိုတဲ့အပြင်ကိုပေါက်ထွက်လာတဲ့အခါ အဲ့ဒီအပင်ကနေအပီးထင်ရှားလာချင်းသူနားလည်ဖို့ဒီမြတ်ကျောင်းအမှာဖားတဲ့အခါမြေကြီးမှာတရက်ပင်ညိုတိချရင်တရက်ပင်ထွက်လာတဲ့အဲ့ဒီထဲကနေတရက်တိတိလာအခုတခိယေရှုရဲ့မျိုးစိတ်တော်ကိုယနေ့ကျွန်တော်တို့ဒီမြေကြီးတုံးခန္ဓာကိုထဲမှာလာပြီးတော့ဆက်ပြူလိုက်တဲ့အခါအဲ့ဒီတခိယေရှုရဲ့အပင်ပေါက်လာပြီးတော့မဖြစ်လာလေအပီးရဲ့ဒီကချင်းကိုအရာကိုထင်ရှားတယ်တော်တော်ကိုထင်ရှားတယ်လို့ပေါ့ ဒါပေမဲ့ညာလဲကျွန်တော်တို့ရဲ့အတ္တကြထဲမှာကြဆင်းသွားတဲ့လူရဲ့မြေပုတ်ကဘာပဲပေါက်လဲစူးပေပဲပေါက်။ဒါကြောင့်လူဒီနဲ့ကျွန်တော်တို့စာနုံးနဲ့လုပ်ဖို့လုပ်ပါတော့ဘာပြောလဲ။အဲ့တော့နော်စူးပေမှာပေါက်တော့အဲ့ဒီမျိုးစီကစူးပေကြားလဲကြတော့စူးပေဟာအဲ့ဒီအဲ့ဒီအပင်နဲ့အတူပေါက်။အဲ့အဲ့ဒါကျွန်တော်တို့ဇာတိလူဖြစ်ခြင်းပဲ။ဇာတိလူဟာစူးပေပေါက်။ ဝိညာဉ်ဖြစ်တဲ့ယူစီတော်ဖြစ်တဲ့ခရစ်တော်ကကျွန်တော်ဝိညာဉ်ထဲမှာလာစိုက်ပြီးပြီးတော့ပေါက်လာတဲ့အခါစူးပင်ကဒီဝိညာဉ်မထွက်လာဘူးဝိညာဉ်ရဲ့အပင်အပြီးတွေမထွက်လာဘူးတင့်ချင်းခံရတဲ့မြေကြီးစူးပင်ပေါက်တဲ့မြေကြီးကဘာလုပ်လဲဆိုတော့ထွေးနေတာတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ယနေ့စဘာစင်းဖြစ်တဲ့ခရစ်တော်ဟာစဘာပင်အနေနဲ့ပေါက်ထွက်လာခြင်းပဲပဲစူးပင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ဇာတိဖြစ်ခြင်းအစ်ကယနေ့သာပြောထွေးနေခြင်းပေါ့ ကျွန်တော်မြင်ဖို့ရတယ်ဖြစ်ပါတယ်။အဲကြောင့်အန်စင်းကလေးကဖယားကသူ့ရဲ့ရည်ရွယ်ချက်လိုလိုပေါ်ပြထားတယ်ဘောင်ကျန်တဲ့မှာဒီဘောင်ကျန်တဲ့ရောက်တဲ့အခါမှာနီလန်းသစ်ချင်းစီကိုဖယားကသစ်ပြီးသစ်တော့ပေါ်ပြထားတာကိုဒီကျွန်တော်တို့ဒီလိုပါစာတုံးပြီးတော့ကြားတာဖြစ်ပါတယ်။ရောက်ချင်းစီတိုင်းပေါ်ရရှိကောင်းကြီးရှိပါစေသူတို့ပြင်ကျွန်တော်ကြံရှိတဲ့အချိန်တိုင်းအတွက်အပိုင်ငယ်လေးနဲ့မှာကျွန်တော်ဆက်လက်ပြီးတော့နောက်ဝင်ကစီစဉ်ဖို့ရတယ်ဖြစ်ပါတယ်။အာမင်